ဒါဒါပြင်ကျွန်တော်တို့ဒီမှာပါဝင်နေတဲ့ဒီဘာနော်ကြိုင်ပေါင်းဝင်နေတဲ့ညီမတွေအတွက်ကျွန်တော်တို့ကအဆင်ပြေအောင်ဆိုတပါစုရတဲ့လူတိန်းတရာညီမတို့ဆိုချင်းမြင်မှာဖြစ်ပါတယ်။နောက်ဒုတိယစုရတဲ့လူတွေလည်းကျွန်တော်ဒုတိယစုနဲ့တတိယစုတွေလည်းဒီသက်ဆိုင်တဲ့ဒီစုကြီးတွေကိုဆက်လက်ပြီးချင်းမြင်တော့မှာဖြစ်ပါတယ်။ မြန်မာဒီ2014 Miss International တိုင်ပွဲအတွက်ပေါ့နော်ဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပတဲ့ပွဲကိုမြန်မာနိုင်ငံကစားပြုနေတဲ့သွားရရှင်ပြန်ရရဲ့မြေပြင်တော်ဖြစ်ပါတယ်။နိုဝင်ဘာ11မှာတိုင်ပွဲပြီးဆုံးသွားပြီဖြစ်နေတယ်ပေါ့နော်။ညီမဒီကိုပြန်လာခဲ့ပြီဖြစ်နေတယ်။ကိုမိနိုင်ငံကိုပြန်လာရမယ်ဆိုတဲ့ရှင်ကြည်ချက်ကိုပေါ့နော်ရှိခဲ့ပြီဖြစ်နေ။ဒီလိုအရောက်56ရောက်တော့တငယ်ချင်းတွေနဲ့ခွဲပေါ်ရတော့မယ်ဆိုတဲ့အတွက်လည်းတိတ်ထဲမှာတော့အရန်ကိုဝမ်းနေနေပါတယ်။ ground ထည့်ခံရတဲ့အနေနဲ့ဒီမအတွက်ကအပျော်အဆုံး moment တစ်ခုပါပဲဒီလိုမျိုး ground နဲ့ဖြစ်ပြီးတော့အချိန်ကြာတော့ဒီမမနောက်ထပ်ခွင့်လမ်းတွေအများကြီးဝင်လာပါတယ်မြန်မာနိုင်ငံကိုချွတ်ညံ့လို့တဲ့ကျွန်တော်တို့ကြီးသွားလုပ်ငန်းကိုပံ့ပိုးခြင်းနဲ့ဒီလုပ်ငန်းရှင်တွေပေါ်တော့လည်းကျွန်တော်တို့ဒီမြန်မာ tourism marketing ရဲ့ရုံးဖွဲ့ဖြစ်တဲ့မဟာဝိဒီရောမဟာဒီရောစီကိုဆက်သွယ်ပြီးတော့ဦးပေါင်းပြီးတော့ support ပေးဖို့တော်ပြီးဖိတ်ခေါ်ပါတယ် မြန်မာငယ်လေးအကုန်လုံးကိုရော2015ခုနှစ် Miss Myanmar International မှာဝင်ရောက်ရှင်ပြိုင်စေခြင်းပါတယ်ဒီပွဲမှာဆုရသည်ဖြစ်စေဆုမရသည်ဖြစ်စေဒီပွဲရဲ့မြန်မာငယ်လေးတို့ဘဝအတွေ့အကြုံတွေသင်ခန်းစာတွေပေါ်မှာပြန်လည်တုံ့ချရမယ်သင်ခန်းစာတွေအများကြီးပြီးတော့မှဖြစ်တယ်မြန်မာငယ်လေးအကုန်လုံးဖိတ်ခေါ်ပါတယ်အဲ့တော့မြန်မာငယ်လေးဘက်ကဒီပြိုင်ပွဲကိုစိတ်ဝင်စားလို့ဝင်ပြိုင်ခြင်းနဲ့ဆိုရင်တော့ပြင်ဆင်ထားရမှာဒီ fountain ရမယ်အင်္ဂလိပ်စကားလေးတခြားပြန်ပြင်ဆင်ပေးပါပြီးတော့ talent ကိုပြင်ဆင်ပေးပါ title တိတိလေးလေးရမယ်အကြီးလေးရမယ်ဆိုရင်သိကောင်းပါတယ်ကိုရင်းနဲ့မှာလည်းကိုရင်းဒီ pastel လည်းရခဲ့တယ်လို့ Miss Myanmar International crown ရပါရခဲ့တယ်မြန်မာငယ်လေးတို့ဒီလည်းအဲ့လို နှစ်ခုစလုံးရခြင်းလည်းရမယ်ဒါမှမဟုတ်အချီးမြောက်ဆိုတော့အသေးလေးရခြင်းရမယ်ညီမတော့ဗောနော်ဒီလိုတရဖို့မဆောင်ခံရညီမတို့ဘာမှမဖြစ်ခဲ့ဘူးပေါ့အဆုံးဖြတ်ကိုစင်ပေါ်မှာပေါ့နော်တက်ခဲ့တယ်ဒါမဲ့ညီမအနေနဲ့ကတော့ညီမကိုညီမအကောင်းဆုံးရှင်ပြိုင်ခဲ့တယ်ဆိုပြီးတော့ကိုယ့်ကိုအမြဲတမ်းတင်နေအားရတယ်ထပ်ပြီးတော့လည်းညီမထပ်ပြီးတော့ပြိုင်ပွဲတွေပြရုံမှာပါဘာဖြစ်လို့လဲဆိုတော့ဒီပြိုင်ပွဲကိုပြိုင်တာညီမဒီလိုမျိုး ကိုကိုကို challenge လောက်တာပေါ့နော်ညီမငယ်ငယ်လေးတွေကလူကြောက်တတ်တယ်အများတမ်းပေါ့နော်လူတွေရှိမှဆိုရင်ခြေပြားလက်ပြားတွေအေးပြီးလက်တွေတုံတတ်တယ်ပေါ့နော်ညီမကိုကိုအများတမ်း challenge လောက်ခြင်းတယ်အဲ့လိုမျိုးညီမရဲ့ကြောက်တဲ့စိတ်ကိုပေါ့နော်ညီမတွန်းလှန့်ခြင်းတယ်အဲ့ကြောင့်ညီမဒီလိုစင်မော်တွေကိုအများတမ်းတတ်တာပါအဲ့လိုတတ်ခြင်းအပြင်ပေါ့နော်ကိုရဲ့အားနည်းချက်ကိုကိုအောင်နိုင်နိုင်မယ်လို့ညီမယုံကြည်လို့ပါအဲအခုညီမဘယ်လိုခံစားရလဲဆိုတော့အရင် excited ဖြစ်နေပါတယ်ဒီနောက်ထပ် ဟို winner miss myanmar international 2015အတွက်အရင် excited ဖြစ်ပါတယ်သူ့ရဲ့ journey အတွက်လည်းညီမညီမဖြည့်ဆည်းပေးနိုင်တဲ့ဟာရအကုန်လုံးဖြည့်ဆည်းပေးခြင်းပါတယ်ဘာဖြစ်လဲဆိုတော့ညီမရဲ့ goal တစ်ခုက international pageant state မှာသွားပြီးတော့သူ့ရဲ့တကယ်ကြီးကျယ်ခမ်းနားတဲ့ပွဲကြီးမှာပြိုင်ချင်တာပါအဲ့မှာဆိုလို့ရှိရင်ညီမတို့ကလူတွေအများကြီးနဲ့တွေ့ဆုံရမယ့် experience တွေညီမရကျင်တာအဲ့တော့ဒီနှစ်မနှစ်ကမသွားလိုက်ရအောင်ဆိုတော့ညီမအရန် one day မိပါတယ် အရန်ကိုကိုယုံကြည်မှုထားပါပြိုင်ပွဲတစ်ခုပေါ်ပင်နေနေပေါ့နော်အပြော်နေနေမတတ်မှတ်ပါနဲ့ကိုဒီပြိုင်ပွဲကိုပြိုင်မှုအတွက်ကိုမှယုံကြည်မှုရှိပြီလားလို့ညီမကပြောခြင်းနဲ့ကိုကိုမေးကြည့်ပါကိုမှယုံကြည်မှုအပြည့်ရှိပြီဆိုရင်ဝင်ပြိုင်လိုက်ပါအဓိကပေါ့နော်ညီမပြောခြင်းတာဒီပြိုင်ပွဲတစ်ခုဟာခက်ခဲတဲ့ပြိုင်ပွဲတစ်ခုတော့မဟုတ်ဘူးဒီ miss တယောက်ကလည်းနိုင်ငံတကာစင်မြင့်မှာကိုနိုင်ငံရဲ့မျက်နှာစာအနေနဲ့တက်ရရမှာဖြစ်တဲ့အတွက်ပေါ့နော်အများကြီးအရေးကြီးပါတယ်ဒါကြောင့်ကိုကိုပြန်ပြေးပါကိုကိုကော်ဖီလက်ရှိပြီဆိုရင်တော့ 那吧，明天配合你吧，还行。